ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဦးနာနာတို့ Look Show တို့နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့ရထားပါရစေ။ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါ။ဆိုတော့ဦးနာနာကတော့လက်ရှိပထမဆုံးသတင်းတွေနဲ့ကျွန်တော်တို့ကြည့်ရရင် Sorry Pro League Club အသင်းကြီးရဲ့ဘက်ကတော့ကိုသမားပြည်တဲ့ Andre ဦးနာနာကိုဘာလို့ကျွန်တော်တို့လုံးဝအလေးအနက်ကိုစိတ်ဝင်စားနေတယ်ပေါ့။ဒါအပြင် Manchester United ရဲ့ဘက်ကလည်းကစားမဖြစ်သူအတွက်တကယ်ကန့်လန့်တဲ့အသင်းကြီးလားရှိလာမယ်ဆိုလို့ရှိရင် နားထောင်ဖို့အတွက်အစီအစဉ်ရှိနေရပေါ့နော်ဟိုရူဘင်အမိုရင်းရဲ့ဘက်ကလည်းပဲအတင်းဘက်ကသာဦးနနာကိုရောင်းချမယ်ဆိုလို့ရှိရင်ကန့်ကွက်သွားဖို့အတွက်သူဆန္ဒမရှိဘူးပေါ့နော်အိုနနာရဲ့ဘက်ကတော့ sorry ကလပ်တင်းကြီးရဲ့ဘက်ကကန့်လန့်မှုတွေပါတယ်ရှိခဲ့တယ်ဆိုရင်တောင်မှ United မှာပဲဆက်ပြီးတော့နေဖို့သူရည်ရွယ်ထားတယ်ပေါ့တကယ်လို့မြန်ပေါ့နော် United ရဲ့ဘက်ကသာ okay အိုနနာရဲ့ငါတို့မင်းကိုဆက်မလို့တော့ဘူးဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒါကစားမဖြစ်သူရဲ့ဘက်ကအတင်းကထွက်ဖို့စဉ်းစားသွားမယ်ပေါ့နော် ဟိုဘယ်လိုပြောမလဲဒီဒီတရင်ကတော့အန်ဒရွယ်ဦးနန်းနန်းနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ကတော့ဟိုဘယ်ကစားသမားအကမှလက်ရှိအသင်းကနေထွက်ခွာခြင်းနဲ့ဘာညာပုံမှန်ပွဲထွက်ခွင့်ရနေတဲ့သူတွေကတော့ကြားလိုက်မလို့ကျွန်တော်မထင်ဘူးဒီလာဒီဦးနန်းနန်းနဲ့ပတ်သက်လို့လေကျွန်တော်တို့ပြီးခဲ့တဲ့နေ့တွေကတရင်နေကျွန်တော်တော့ကြောပြောခဲ့ကြတာပဲအန်ဒရွယ်ဦးနန်းနန်းဒီအသင်းမှာဆက်ပြီးတော့ကျွန်တော်တို့ဒါနေကျင်နေနေကျင်တာတော့ဗျာကျွန်တော်ပြောလို့ကဦးနန်းနာမဟုတ်တခြားအစင်မပြေတဲ့ကောင်တွေလည်းရှိတာပဲတိုးတော်လေးပဲ အတင်းဘက်ကတော့ဘသူအဆင်ပြေတယ်ဘသူအဆင်မပြေဘူးပြည်မှာအဆင်မပြေတဲ့အခါမှာအတင်းရဲ့ project တွေထဲမှာအဆင်မပြေနိုင်တော့တဲ့ player ကိုကျွန်တော်သာရောင်းချဖို့ကြိုးပမ်းဒီလိုမျိုးပဲကျွန်တော်သွားမှာပဲဆိုတော့အတင်းနေတဲ့ဘာတွေဆက်ဖြစ်မလဲတော့ကျွန်တော်ကြည့်ရမယ်တေချာတာတစ်ခုကတော့ Andre Onana ကိုကျွန်တော်နေတဲ့ပူကောင်းတဲ့ဂူသမားတယောက်ရအောင်ရှာပြီးတော့လက်လှုပ်တင်နေတဲ့မှာကျွန်တော်ပါတယ် Onana ဒီအတင်းရဲ့အနာဂတ်မှာအလောက်ကြီးကြီးအရေးပါနိုင်တော့တဲ့ player တယောက်ဖြစ်ကျွန်တော်မြင်နေလို့မရဘူး ပြေပါတော့ဘာလို့လဲဆိုတော့ဟိုတခြားဝါဒီလိုမျိုးပေါ့နော်လူပြောရမလဲအတင်းတင်းလုံးကြီးကတိုင်ပက်နေတဲ့အချိန်မှတောင်မှသူကိုယ်တိုင်သူ့ရဲ့ဆွမ်းဆောင်ရည်ပေါ်လွင်အောင်လုပ်ပြနိုင်ရည်တည်ရဲဆိုလို့ရှိရင်တော့အဲ့လိုကုသမားကိုအနာဂတ်ဟိုအဲ့လိုကစားသမားကိုအနာဂတ်ပလန်ကြီးတွေထည့်တာကပြဿနာမရှိဘူးအခုကအတင်းအတွက်မှကောင်းနေတဲ့အချိန်ကိုစိုးနေတဲ့အချိန်မှရောဘာမှလုပ်မပြီးနိုင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစဉ်းစားတော့မှာပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့အတင်းဘက်ကရောအမူရင်ဘက်ကရောကံလန်းမှုတွေပါလိမ့်ရှိလာမယ်ဆိုလို့ရှိရင် ဟိုပြောလို့လက်လုပ်ဖို့ရည်ရွယ်ထားတယ်ဆိုတာမျိုးကတော့အာဒီလောက်ဆိုကျွန်တော်တို့သဘောပေါက်သိပြီပေါ့နော်ဟိုကျွန်တော်တို့ဦးနနာကိုရောင်းချမယ်ပြီးရင်နောက်ထပ်ကိုသမားတယောက်နဲ့ပြန်အစားထိုးမယ်ဒါမျိုးကဖြစ်တဲ့အခြေအနေမျိုးပဲတကယ်ထိရောက်မှုတွေပါလိမ့်ရှိအောင်ဘယ်ချိန်ကန့်လန့်မလဲဒါပဲကျွန်တော်ကြည့်ရမှာ sorry အနေနဲ့တော့ဦးနနာလိုကိုသမားမျိုးကိုကျူးပန်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတို့တွေကဘာပလာတွေပါဒီမှာသူတို့ဒါနာမည်ဒီပါထွက်ခဲ့တဲ့ဘိုနူတို့ပါလို့လို့သိရမလားဒီတူရကီကိုသမားလားဟုတ်ပါ sorry မော်ဒူကိုကိုသမားလားအဲ့လိုကိုသမားကြီးတော့သူတို့ရအောင်ခေါ်ထားတာ လာလီဂါတို့ဘာလို့ကနေဆိုတော့ဦးနနာအတွက်ဘက်ကလည်းကျွန်တော်ကြည့်ရင်ယူနိုက်တက်မှာလည်းလောက်ခလာတာတော်တော်ရတယ်ဆိုရီယာလေးပြကိုပြောင်းမယ်ဆိုလို့ရှိရင်ယူနိုက်တက်မှာတော့ငါလောက်တယ်ဝေဖန်မှုတွေပါလေခံရတော့မှာမဟုတ်ဘူးလောက်ခလာစားကလည်းအများကြီးပူရမယ်ဆိုတော့ပြောင်းတင်တယ်လို့ကျွန်တော်ထင်တယ်ဦးနနာကိုယ်တိုင်ကတော့ယူနိုက်တက်ကသာကျွန်တော်အနေနဲ့ဒါသူ့ကိုဘောနော်ငါတို့မင်းကိုမလိုတော့ဘူးဟေးဆိုပြီးတော့မပြောမချင်းသူကတော့ထွက်လို့သေးတော့မရှိဘူးပေါ့လေသူတော့အတင်းအနေနဲ့တရားစဉ်းစားတင်တယ်လို့ထင်တယ်ဘောနော်ကျွန်တော်အားဖြည့်ရမယ့်နေရာကြီးများလို့ ဟိုကိုကိုင်ငါတို့ကတော့ဟိုနွေရာကြီးပြောင်းရှိမှာအကုန်လုံးအပြောင်းလဲလို့ဘူးမတက်နိုင်သေးဘူးဆိုလို့ရှင်တော့တမျိုးပေါ့နော်အဲမဲ့လို့ဦးနနာတဲ့ပူကောင်းတဲ့ကုသမားသာရှိတယ်ဆိုရင်ခေါ်နိုင်နေဆိုလို့ရှင်ကျွန်တော်ကလက်လွတ်အောင်ပါဦးနနာကအသင်းမှာအများကြီးအကျူးပြုနိုင်တော့တဲ့မှာပါတယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဦးနနာနဲ့ပတ်သက်တဲ့သတင်းတွေကတော့နောက်ပိုင်းမှာခက်ဆိတ်ဆိတ်ပြန်ပြီးတော့တက်လာတယ်ဆိုတာကလည်းရှိတခုပါဆိုတော့ညီကလေးအနေနဲ့ရောဦးနနာနဲ့ပတ်သက်လို့ကျွန်တော်ဒါမဖြစ်မနေလက်လွတ်တင်နေလို့ကျွန်တော်ထင်ကြလား ောက်တစ်ခုကျွန်တော်ဆက်သွားရရင်ဒီ athletic lorry winch ကိုရေးထားတဲ့ report ပါဒါဝါနေပတ်တယ်လို့လူရှောနေပတ်တယ်လို့ပေါ့နော်ဗာလေးဆိုတော့ Manchester United ရဲ့ဘက်ကတော့နောက်ခံလူလူရှောအတွက်ပေါ့နော်ကြံ့ခိုင်မှုအပြည့်အဝရရှိစေဖို့အတွက်ပေါ့ဗျာဂျာဒီဥရုကောင်းတဲ့ကာတာနိုင်ငံဒိုဟာမြို့မှာအနားယူခွင့်ပေးထားကြောင်းသိရတယ်ပေါ့ကစားသမားအနေနဲ့လည်းကာရီနာမြခင်းမြင်ကိုမကြခင်ပြန်လာနိုင်တော့မယ်ဆိုပြီးတော့ယူဆရတယ်ပေါ့ဘယ်လိုပြောရမလဲဗျာ ကျွန်တော်ကတော့ဗောနော်လီဗာပူးတင်းရကစားမတွေ injury ပြဿနာတွေကြုံနေမန်ချက်စတာစီးတီးကကစားမတွေ injury ပြဿနာတွေကြုံနေရီယယ်မက်ဒရစ်ကကစားမတွေ injury ပြဿနာတွေကြုံနေဘိုင်ယန်မြူနစ်ကကစားမတွေ injury ပြဿနာတွေတချုံနေတခြားဘယ်ဟာကစားမပြည့်ဖြစ်ဖြစ်ဗျာ injury ပြဿနာတွေကြုံနေမင်းအဲ့လိုမင်းကာတာတွေဘာပြူရတယ်လို့ဘာလို့ဆိုတာအဲရာဒီဥရုကြောင့်နဲ့မို့ကာတာတွေဘာပြူရတယ်ဆိုတော့မကြဘူးကိုပဲတင်းနေဟိုတည်တယ်မလားရှင်လို့လာပဲတော့မသိဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ United ကကောင်နီမှာမင်းအထူးခံစားခွင့်အနေနဲ့ကြီးပဲရဲ့။ဝင်းထဲမှာသာဘာမှထိရောက်အောင်လုပ်မပေးနိုင်တာ။ဒီကောင်နီမှာမင်းအထူးခံစားခွင့်အနေနဲ့ကြီးပဲရဲ့။သိလား။အထူးတကယ်ပြောတာတကယ်ကျွန်တော်စဉ်းစားကြည့် Real Madrid မှာဆိုလို့ရှိရင်အကြာကြီးနားရတဲ့ကစားသမားတွေအများကြီးပဲ။သိလား။အိန္ဒိယမှာဘလို့နားနေကြတယ်တော့မသိဘူး။ဒါပေမဲ့သူတို့မှာလည်းဗျာမင်းကလေကစားမားတွေကိုသူတို့စီမှာရှိရဲ့ဆေးရုံစီကန်းနေတည်ရမှာဟိုမှာပင်ရအောင်ကုမပေးနိုင်ဘူးဆိုလို့ရှိရင်သူတို့မှာ medical team ထားဘာလို့ခုအတွက်လဲ recovery အတွက်ကျွန်တော်ရာသီဥတုကပါနော် ကျွန်တော်အနေနဲ့ရာသီဥတုကောင်းပြီးတော့ပူမြင်မြန်တက်တာလားပြစုဖို့ဆိုတော့အဲ့ညို့ကိုပြန်ရောက်လာပြီးတော့ကစားတော့မယ်ဆိုတော့ပြန်ဖြစ်သွားမှလားပရီးမီးယားလေးတွေဘာတွေကျွန်တော်တို့ဒီဘာလဲကာတာတို့ကလို့ပြောင်းကစားခိုင်းရမှာအဲ့ဒါမှအဆင်ပြေမှာလားအတိတ်ပြန်ပြီးပြဲသေးလားကစားသားတွေကမကောင်းကြည့်လို့ကမကောင်းတာအခုကျွန်တော်တို့အနေနဲ့သူယူရိုပြိုင်ပွဲတုန်းကကျွန်တော်ကြည့်ပါလားအင်္ဂလန်တို့ကတစ်လလောက်ပဲကြာတဲ့ပြိုင်ပွဲတိုးတွေရအောင်ကစားပြသွားတာ United ကျမအခုချိန်ချင်းမြင်ဒီလိုဖြစ်နေတာဒီလားဆိုတော့တဒါတွေအထူးခံစားခွင့်နေပြသေးတယ်မလို့ဟိုဘယ်လိုပြောမလို့ ကစားမားဘက်ကတွေးကိုပဲမြင်ဒါရီကမလို့ဘူးကျွန်တော်ခုနကပြောလို့ပဲတခြားဘယ်ကစားသမားဘယ်အသင်းကကစားမားအဲ့လိုကြားဘူးလေဒီလားမင်းဟိုရာသီဥတုကြောင့်ဒိုဟာရီပါသွားထားရတယ်လို့ပါလို့အတိတ်ပဲမရှိဘူးကစားမားတွေကမကောင်းခြင်းတွေကိုမကောင်းတာမင်းအေးမင်းယုတ်တိကြကြဝမ်ဖြစ်ရမင်းမကောင်းခြင်းတွေကိုမကောင်းတာသူတို့ကောင်းခြင်းတွေသူတို့ကင်ခြင်းတွေဟိဆိုခဏပဲခဏပဲလားခင်ဗျားလေကြည့်ပါလားတခြားကစားမားတွေဆိုလို့ရှိရင်ဒံရီပါတွေရနေတာပဲဒီလားအမက်ဒီယာလိုတို့ကိုကျွန်တော်နေနေမင်းဟိုကာတာကိုလှုပ်တယ်လို့ဒိုဟာကိုလှုပ်တယ်လို့ကြားဘူးလို့လား ဟမ်ကြားဘူးလို့လားကျွန်တော်တို့အနေနဲ့ဘာတန်းတို့ဘာတို့တို့ကလည်း United မှာခဏတိုင်းဒဏ်ရာရတာပဲကြားဘူးလို့လားလူပြောဆိုလို့ရှင်နေပဲဒါပထမဆုံးရတဲ့ဒဏ်ရာမဟုတ်ရှိမှဒဏ်ရာတွေရတာပဲခက်မြင်မြင်ပြန်ကောင်းလာဖို့အတွက်လှုပ်ရမယ်လို့ပါတော့အထူးကံစား권နေတယ်ဘလို့မှအသေးပဲရှိမနေဘူးဆိုတော့အသေးချာတာတခုကတော့ကျွန်တော်ကတော့အဲ့လိုဟိုးလွတ်ဒီလွတ်လွတ်တာတွေကမင်းအကျိုးပြုလိမ့်မယ်လို့မထင်ဘူးပော့ပါတော့ကလည်းအဲ့လိုပဲလေပော့ပါမှတ်မိတယ်လားကျွန်တော်အနေနဲ့ဟိုကာတာတွေဘာတွေမှသွားပြီးတော့ train ရတယ်မြင်ရတယ်ကွာအသေးပဲမရှိတာ ဟုတ်တယ်မလားအဲ့ဒီကတော့မှဝေဖန်မှုတွေဒီကောင်အများကြီးရင်ဆိုင်လိုက်ရပါသေးတယ်အခုလည်းပဲအဲ့လိုပဲအသင်းဘက်ကလွှတ်ထားတယ်ပေါ့ဘာမှအတိတ်ပင်မရှိဘူးကျော်ကာရီနယ်ပြန်လာရင်အဲ့လိုပြန်ဖြစ်မှာလားဟုတ်တယ်မလားအကယ်လို့ပြန်လာတယ်ဆိုလို့ရှိရင်ယောက်ကစားမားတွေကအသင်းကူလာအကျိုးပြုတာအနေနဲ့အသင်းဘက်ကသူတို့ကိုပြီးတဲ့ခန်းစားကူနေရပြီးတော့ပဲသူတို့ကตายာနေကြတာဘလို့မှအတိတ်ပဲမရှိကြတယ်နော်ဆိုတော့ဟိုဦးနာနာနဲ့ပတ်သက်ပြီးတော့ရောညီကတို့ဘလို့မြင်ညလဲလူရှုံးနဲ့ပတ်သက်ပြီးတော့ရောဘယ်ချိန်မှအသင်းတွေပြန်ကစားပြီးနိုင်မလို့ထင်ကြတယ်ဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများကြီးတို့ပါတယ်